မင်္ဂလာပါရှင်။မော်ဝီကျောင်းတော်ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမရင်မင်းကန့်ဘလူရဲ့ဖွားမဲစိန်ပါဝင်သောစုံညီနောင်နဲ့စုံတီဥတိုက်ဆန်ဆိုတဲ့ဇလံကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။ငအိုးနဲ့ငထိန်တို့ညီကိုနှစ်ယောက်ရွှေတရွာကိုရောက်လာခဲ့တယ်။တ냐တာလုံးစုံတီဥတိုက်ဆန်ကိုရှာဖွေဖို့စိုင်းပြင်းထွက်လာတာမို့တော်လေးပင်ပန်းနေပြီ။ဒါကြောင့်ရွှေပြင်းစရက်မှာအနားယူကြတယ်။အိတ်ကောင်လေးတွေ ခင်းရီးသွားနေတာကွဇရက်စီကိုရောက်လာတဲ့လူကြီးတွေကငါဩတို့ကိုမေးတယ်ဟုတ်ပါတယ်ဦးကြီးကျုပ်တို့ခင်းရီးသွားနေပါဒါနဲ့ဦးကြီးတို့ကတီးရွာလားငထင်းရမေးတော့အေးကွဦးကြီးတို့ကတီးရွာသားတယ်တပည့်ရွာမှာမင်္ဂလာဆောင်ရှင်တို့ထွက်လာတာပဲဩဟုတ်ကဲ့အချိန်ခဏလေးရမလားဦးကြီးဘာလို့လဲကောင်းလဲဒီလိုပါဦးကြီးရဲ့ကျုပ်တို့ကဥတိုက်ဆန်ဆိုတဲ့လူကြီးကိုလာရှာတာပါဒီဘက်မှာဥတိုက်ဆန်ဆိုတဲ့လူကြီးများရှိနေမလားလို့မေးချင်လို့ပါဗျာဥတိုက်ဆန်ဟုတ်လား ငအိုးစကားကြောင့်လူကြီးတွေတယောက်မျက်နှာတယောက်ကြည့်ကုန်တယ်။ဒီနူဘာကိစ္စရှာတာလဲကွကျုပ်တို့အရေးကြီးကိစ္စရှိလို့လာရှာတာပါဦးကြီးရဲ့။ဒါဆိုရင်တော့တို့ရတယ်မှာမရှာလေတော့နဲ့။ကောင်လေးတို့ပြောတဲ့လူကတို့ရမှာမရှိဘူးကွ။နောက်ပြီးကောင်လေးတို့ကြည့်ရတာလေလူဆိုးလူမိုက်တွေဖြစ်ရင်မတူပါဘူး။ဒါကြောင့်ဦးကြီးတို့ပြောမယ်။အဲ့ဒီဦးတိုက်ဆန်ဆိုတဲ့လူမေ့လိုက်ကြကွ။ပြီးရင်လာရလမ်းအတိုင်းပြန်သွားကြပြီတော့။ဒီလိုပြောတော့ငအိုးနဲ့ငထိန်တယောက်မျက်နှာတယောက်ကြည့်မိတယ်။ လူကြီးတွေဇီးရဲ့နဘေးကထွက်သွားကြပြီအခုသူတို့ဘာဆက်လုံးမလဲဒီလူတွေကြည့်ရတာအဲ့ဒီဥတိုက်ဆန်ဆိုရင်လူကြီးအကြောင်းတော့တိမဲ့ပုံပဲဒါဆိုကျုပ်တို့ဘာလို့ဆက်မရှာခိုင်းတာလဲဩညီလေးရဥတိုက်ဆန်ဆိုတာစုံးလေစုံးဆိုတဲ့ကလူတွေကိုအောက်လန်းနဲ့ပြုတ်စား၆စားတက်တွေကိုတက်မြောက်ထားတဲ့သူခေါ်ရမို့ဘူးလားဒါကြောင့်သူတို့ကအခုတို့စေတနာနဲ့သတိပေးသွားကြတာပေါ့ဘသူတွေဘလို့ပြောပြောကျုပ်ကတော့ဥတိုက်ဆန်ကိုရှာအောင်ရှာမယ် ရှာရမှာပေါ့ကွာကဲမိုက်တွင်လဲစပြီဒီညတော့တီရွာဖုန်းကြီးကြောင့်မှကျိုးကြောင့်ပြောပြီးဝင်တဲတာပေါ့နောက်ရမှာခရီးဆက်မယ်ငအောင်းနဲ့ငထိန်တို့ရွာဖုန်းကြီးကြောင့်ထွက်လာခဲ့တယ်ဖုန်းကြီးကြောင့်မှတဲခွင်တောင်းပြီးကပင်းအိုင်စီမံပေးတဲ့ဟင်းပေါင်းကျင်းနဲ့စာနေရဲ့ပိုက်တွေပြေးလိုက်ကြတယ်နောက်ရမနဲ့မှာဆရာတော်ဖျားနဲ့ကပင်းအိုင်တို့နှုတ်ဆက်ပြီးခရီးဆက်ခဲ့ကြတယ်အခုကျုပ်တို့ရွာရင်လဲနှံ့နေပြီဒီနူကြီးကြောင့်ဘသူမှတိတိကျကျမပြောနိုင်ဘူးစိတ်တွေလည်းညစ်ပါတယ် အခုတို့လက်မလျှော့သေးဘူးရှာတွေ့မှာပါ။ညီဖြစ်သူအားပေးရင်ငါတို့တို့ခီးဆက်ထွက်ခဲ့တယ်။ဒီလိုနဲ့တော်ထဲမှာအိတ်လိုက်၊ဇရက်အူဇရက်ဟောင်းမှာအိတ်လိုက်နဲ့ငါတို့နဲ့ငထိန်တို့တော်လေးပင်ပန်းနေပြီ။တရက်မှာတော့တောတနေရမှာရှီယန်ဆောင်းလုတ်ထားတဲ့ဇရက်အူတစ်ခုအတွင်ငါတို့တို့အနားယူနေတဲ့ချိန်အမလေးပြကယ်ကြပါဦး။ပူလိုက်တာ။ဒီအတိုင်းကြောင့်ငါတို့နဲ့ငထိန်တို့အလန့်နှကြားဖြစ်သွားတယ်။အခုဟိုမှာလူတစ်ယောက်ကလူတစ်ယောက်ကိုနှိပ်စက်နေတယ်။ မြေကူနှစ်ယောက်လက်ဆွဲတော်ဝင်းရင်တုတ်တွေကိုင်းဆောင်ပြီးဇရက်ပေါ်ဆင်းလာတယ်။ဟေ့လူဘာလို့အတန်လူနှိမ့်ဆက်နေရလဲ။နှကံမွေးကားကနဲ့ရောင်တုံးကိုကြကြနာနာထုံးထားတဲ့လူကြီးကခန္ဓာကိုယ်တေးသေးသာရှိတဲ့ရောင်တုံးနဲ့လူနှိမ့်ဆက်နေတယ်။ပိန်သေးသေးနူကမြေပြင်ထက်မှာပက်လက်နေတာနဲ့နာနာကျင်ကျင်អော်နေတယ်။နှကံမွေးနဲ့လူကငအောနဲ့ငထိန်တို့ဘေးဖယ်နေလို့လက်ဟန်ပြပြီးပိန်သေးသေးလူထံသွားဖို့ပြင်နေ။ကြေကြပါဦး။ကျုပ်ကသူတက်တော်မယ်။ ပိန်သေးသေးလူရဲ့အိုတန်ကြောင့်ငထိန်ဘလို့ကူညီရမလဲစဉ်းစားမရတဲ့အစုံနှကန်းမွေးနဲ့လူရဲ့ကောင်းနောက်ကနေဝရင်ထုံးနဲ့ဆိုင်တော့ဒီနူကြီးမြေပြင်ပေါ်ဘုံကနေလဲသွားတယ်။ငအိုးအလန့်တကြားနဲ့ညီဖြစ်သူကြည်နေရှာတယ်။နှကန်းမွေးနဲ့လူမြေပြင်ပေါ်ကနေမလုံမရှင်လဲကြနေတဲ့ချိန်ပိန်သေးသေးလူကမြေပြင်ပေါ်ကနေဝမ်းသာအားရနဲ့ထလာတယ်။ကြီးစုတင်လိုက်တာကွာလာလာဒီနူနိုးလာလို့မဖြစ်ဘူး။ဒီနေရာနေတိုးတွေအရင်ထွက်သွားမယ်။ပျော်ပင်ရှေ့ရထွက်သွားတဲ့ပိန်သေးသေးလူကြောင့် ငအိုးနဲ့ငတိန်ဇေယျဘဝပစ္စည်းတွေကိုယူပြီးဂျီနူအီနောက်ကို အပြေးတစ်ပိုင်းလိုက်သွားကြရှာတယ်။လူအီနောက်ကိုမေးမြန်းခြင်းမရှိဘဲညီကိုနှစ်ယောက်လိုက်လာခဲ့တယ်လို့လူအီကလည်းနောက်ကနှခမ်းပွေးနဲ့လူအီလိုက်မလာစေဖို့ချိန်နှန်းသွတ်သွတ်နဲ့တွားနေကြတယ်။ခဏကြာမြစ်စိတ်တစ်ခုကိုရောက်လာတယ်။ဟာဆရာကြီးရောက်လာပြီ။မြစ်စိတ်မှာရက်ထားတဲ့လေပေါ်မှာရှိတဲ့လူကလူကြီးကိုမြန်တော်ဝမ်းသာအားရနဲ့ပြောတယ်။ဟေးတောင်းကြီးငါတို့အချိန်မရှိဘူး။မြ мян သာလှော်ကွာ။ဟုတ်ကဲ့ဆရာကြီး ငောင်းနေငထိန်တို့လည်းလူကြီးတက်လိုက်တဲ့လှေပေါ်အတူတူတက်ထိုင်ကြတယ်။လှေသမားကလည်းအာကျူးမန်တန်နဲ့လှော်ခတ်တယ်။ငောင်းနေငထိန်တို့လီလေးထံမှာစကားတော့မပြောကြဘဲငငိမ့်လေးထိုင်လိုက်လာခဲ့တယ်။တော်တော်လေးကြာတော့မှလီလေးကိုကန်းဆက်တစ်ခုကပ်လိုက်တယ်။ကဲစင်းကြွက်ကျုပ်နောက်ကလိုက်ခဲ့ကြ။ငောင်းတို့လည်းလူကြီးနောက်ကလိုက်လာခဲ့တယ်။တော်လန်တိုင်းလျှောက်လာရင်တဲအိမ်တွေကိုတွေ့ရတယ်။လူတွေကလည်းလူကြီးကိုကြည့်နေတယ်လို့ဝမ်းသာအားရစကားတွေပြောနေတယ်လို့ ငောနဲ့ငတ်ထင်ကိုစူးစမ်းတယ်လို့ကြည်နေတယ်။အခုတဲရီရစိန်လုံးလောက်ပဲရှိတာ။ရွာအတော်သေးတာပဲ။အေးကွာငတ်ထင်ပြောတော့ငောထောက်ခံတယ်။လူကြီးရရွာထဲမှာရှိတဲ့ချားတဲရီနဲ့မတူတဲ့တဲကြီးကိုငောတို့ခေါ်သွားတယ်။လာကြကွယ်ဒါကြုတ်အိမ်ပဲ။လူကြီးကနေရာထိုင်ခင်းပေးတယ်။မိပြဟဲ့မိပြရှင်းမရှင်းနဲ့လာစမ်းကောင်းမယ်။ညီနေပြန်လာတာမကြုတ်နဲ့အောင်ညီပါရေလုံများနေအောင်။ဒီနူကြီးစကားကြောင့်အိမ်တွင်းရဲ့မိမတယောက်ထွက်လာတယ်။ ီမိမလူကြီးစကားကြောင့်လူကြီးရဲ့မိမမန်းငအိုးတို့သိနိုင်ကြတယ်။ဒါပေမဲ့သူတို့အံ့ဩမိတယ်။ဘာလို့လဲဆိုတော့လူကြီးအသက်ထက်ထက်ဝက်လောက်ငယ်တဲ့မိမဖြစ်သူလူကြီးကအတော်နိုင်မုံရတာကြောင့်ပဲ။ဆရာကြီးပြန်လာပြီလား။ယောက်ျားဖြစ်သူဆရာကြီးလို့ခေါ်တော့ငအိုးတို့ပို့ပြီးတော့အံ့ဩရတယ်။အဲ့တဲ့ဒီပါလာတယ်။ထမင်းဝိုင်းပြင်ခွက်ဒီတငယ်တွေလည်းစာနေရောက်မယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကျုပ်ခုပဲပြင်လိုက်ပါမယ်။ပြောပြီးမိပြန်ပြန်ထွက်သွားတယ်။လူကြီးကတော့ငအိုးနဲ့ငတဲ့ကိုတော်လေးသဘောကျနေပုံရှာတယ် ငောနေငထိန်နေဆက်ဆက်ဆူဆူမရှိနဲ့လူကြီးကြောင်မေးဖို့နှုတ်တံမဟတငယ်တို့ကခီးသွားရီလားဟုတ်ပါတယ်ဆရာကြီးငောကပြေတော့ဆရာကြီးတို့ခေါ်တာသဘောကျဟန်နဲ့ပြုံးပြီးခေါင်းငိတ်နေထမင်းရင်စားတာပေါ့စားတော့ပြီးမှစကားဆက်ကြတာပေါ့ငောနေငထိန်နေလူကြီးမိမမိဖုရားပြင်ပေးတဲ့ထမင်းဝိုင်မှာ ထမင်းစားကြတယ်ထမင်းနဲ့ဟင်းတွေကိုအရာသာရှိရှိမစားရတာကြာပြီးမှငောနေငထိန်တို့ဘိုက်ပေါက်ထွက်မတန်စားလိုက်ကြတယ်စားပြီးတဲ့နောက်လည်းမလုံတန်လို့ ကျန်းကင်းပေါ်မှာလှဲနေကြတယ်။လူကြီးကသူ့ကိုထမင်းစားနေတဲ့ချိန်ရွာထဲထွက်သွားလို့အိမ်မှာမရှိသလိုမိပြန်ကလည်းသူ့ကိုကြားထားတဲ့ထမင်းမကန်တွေစိတ်ကြောနေတယ်။ညီကိုနှစ်ယောက်ကျန်းကင်းနဲ့ထိတာနဲ့အိပ်ပျော်သွားခဲ့တယ်။ညနေနေဆောင်လောက်ချိန်ကျမှဟဲ့တငယ်တို့ထကြခွေ့။ငေါ်တို့လှုပ်နှိုးခံရမှနိုးလာတယ်။တငယ်တို့အတော်အေးအေးပြတ်သားပုံပဲ။ပြိုးစမ်းမအောင်။တငယ်တို့ကခီးသွားနေဆိုတော့ဘယ်ရက်များသွားကြမလို့လဲ။ကျွတ်တို့ကခီးသွားနေဆိုပေမဲ့ဘယ်ရက်သွားလို့သွားရမှမသိပါဘူးဆရာကြီးရဲ့။ ဟေးဒီနိုပါဆရာကြီးရဲ့ကျုပ်တို့ညီကိုကဥတိုက်ဆန်ဆိုတဲ့သူရှာဖို့အတွက်ခီးထွက်လာတာပါ ဥတိုက်ဆန်ဆိုတဲ့ပုဂ္ဂိုလ်ကြောင့်ကြားပဲကြားဖို့ပြီးလူတော့ခုထိရှာမတွေ့သေးပါဘူးဗျာငါဩစကားကြောင့်လူကြီးမျက်နှာပြုံးသွားတယ်တကယ်တော့ဒီနိုကြီးကိုဘာလို့ရှာတာလဲရန်ညိုးရန်စံများရှိနော်လားဟာဗျာဆရာကြီးရဲ့ကျုပ်တို့သူနဲ့ဘာမှရန်ညိုးမရှိပါဘူးကိုကလည်းကျုပ်တို့ရန်ညိုးကြောင့်ပဲသူစီမှာပညာသင်ခြင်းလို့လိုက်ရှာနေတာပါဗျာ တငယ်တို့ကဘသူနဲ့ဘလိုရန်ညှို့ရှိနော်လဲ။ကြိုင်းပြီးတော့လည်းပြောရမှာပေါ့။ဒီလိုပြတုတ်တူရမှာဒေါ်ပန်းကိုဆိုရင်မိမကြီးတယောက်ရှိတယ်။ရွာလူရအဲ့ဒီမိမကြီးကိုစုံမကြီးလို့ပြောကြတာပဲ။တုတ်တူကတော့ကိုနဲ့မဆိုင်လို့သတိမပြုမိပဲနေနေခဲ့တာပေါ့။ဒီလိုနဲ့နေခဲ့တဲ့ကြားကနေအဲ့ဒီစုံမကြောင့်ပဲတုတ်တူမိအသက်ဆုံးရှုံးရတယ်။ဒါကြောင့်အဲ့ဒီစုံမကိုရှင်းပြချင်လို့ဦးတိုက်ဆန်ဆိုရဲ့လူတဲတန်လိုက်ရှာနေကြတာပါဗျာ။ငအောရှင်းပြတော့လူကြီးကခေါင်းညိတ်နေ။ဒါဖြစ်လေ ကျုပ်ရမှာတငယ်တို့စိတ်ကြိုင်နေကြပေါ့လာကြခွေကျုပ်ဘေးရတဲမှာမောင်ရင်တို့ညီကိုလွတ်လွတ်လပ်လပ်သာနေပြီးတော့စားဆရာရှိရင်လည်းအာမနာနဲ့တငယ်တို့မှစီစဉ်ပေးလိမ့်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်ဒီလိုနဲ့ငအောနဲ့ငထိန်တို့လူကြီးစီမံပေးတဲ့တဲအိမ်မှာနေပြတယ်ရှင်မိုးချိုးပြီးတဲ့နောက်မပြားပြင်ဆင်ပေးတဲ့ညစာထမင်းကိုစားပြီးတဲအိမ်မှာတညတာအိတ်ဆက်အနားယူကြတယ်နောက်နေ့မနက်လင်းတော့ငအောတို့ညီကိုမျက်နှာတစ်ပြီးတဲအိမ်မှာပဲထိုင်နေခဲ့တယ် သူတို့ထိုင်နေတဲ့အချိန်ဘေးတန်းရံစကားပြောတန်တွေကြားရတယ်။ကျုပ်တို့ကဆရာကြီးကိုစိတ်ပူနေတာ။ဆရာကြီးကအတိတ်ထံဝင်ထားတော့ပညာသုံးလို့မရဘူးဖြစ်နေရမို့လား။ကျုပ်တို့တော့ဆရာကြီးအခက်တွေ့နေပြီဆိုပြီးတော့လိုက်လာကြသေးတယ်။ဒါပေမဲ့ဆရာကြီးကနေရာမှာမရှိတော့လို့ရွာကိုပဲလိုက်လာခဲ့ကြတာဗျ။မင်းတို့ရဲ့ဆရာတိုက်ဆန်ဆိုတဲ့ကောင်ကနေနေရရမှမဟုတ်တာ။ဒီကောင်လေးကျုံတော့မလိုက်လာရဲပါဘူး။ကျုံနဲ့သူတကွေ့တော့ကျုံဦးမှာပါ။အဲ့ဒီကြမ်းမှာလက်ဦးသူအရင်တက်ရမှာပေါ့ကွာ။ ဒီလိုပြောတဲ့တန်တွေကြောင့်ငအိုးနဲ့ငထိန်တို့အန်အိုဘီထန်ရထကြတယ်။ညီကိုနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးဥတိုက်ဆန်စီကိုအပြေးသွားကြတော့တယ်။တပတ်တည်းရင်တွင်းမှာဥတိုက်ဆန်နဲ့အတူလူ၃ယောက်ထိုင်နေတယ်။ဒီ၃ယောက်ရဲ့အကြည့်တွေကငအိုးတို့ထံစူးစူးရဲရဲရောက်လာခဲ့တယ်။ဆရာကြီးဥတိုက်ဆန်ဆိုလာလား။ငအိုးမီးတော့ဥတိုက်ဆန်ပြုံးပြီးခေါင်းငိတ်နေ။ဝမ်းသာလိုက်တာဆရာကြီးရဲ့ကျုပ်တို့နောက်ဆုံးတော့ရှာတွေ့ပြီပေါ့။ငထိန်ဝမ်းသာအားရပြောတယ်။ကျုပ်ကလည်းတငယ်တို့ ဒီမနက်ပဲပြောပြမလို့ပါခုတော့ဖြင့်တငယ်တို့ကြားသွားပြီပေါ့ကဲကဲကျုံလဲဧည့်သည်တွေရှိနေတယ်လို့တော်နေမှစကားပြောကြတာပေါ့ဦးတိုက်ဆန်းစကားကြောင့်ငောင်းနဲ့ငထိန်တို့မိမိတို့နေတဲ့တေယုပြန်လာခဲ့တယ်ညီကူနဲ့တော့အတော်လေးဝမ်းသာနေတယ်ဦးတိုက်ဆန်းသူ့ရဲ့တပည့်တွေပြန်သွားတော့မှငောင်းနဲ့ငထိန်တို့အနာခေါ်တယ်ကဲတငယ်ကလည်းသိပြီးကြပြီဆိုတော့ကျုပ်ဘက်ကရှင်းရှင်းပွင့်ပွင့်ပဲပြောတော့မယ်ကျုပ်ကြောင့်ဘလောက်ထိကြားသိခဲ့လဲတော့မသိဘူးကျုပ်ဆိုရင်တိုက်ဆန်းပညာသေးတွေကို ောက်တစ်ချက်ခောက်ယုံနေပညာပေးနှိတ်ကိုခဲတဲ့ကောင်းမေဒါပေမဲ့အခုချိန်မှာကျုပ်ရဲ့ပညာတွေအဆင့်မြင့်ဖို့အတွက်ကျင့်စဉ်တွေနဲ့အတိတ်ထံတွေပြုလုပ်နေရတယ်ကျုပ်နေတဲ့ရွာကိုလည်းဘသူဝယ်ဝါမှမမြင်ကြတယ်လို့ဝင်မရအောင်စကျုပ်စီမံထားခဲ့တာတငယ်တို့ညီကတော့ကျုပ်ကိုကူညီပေးခဲ့တဲ့သူတွေမဟုတ်ကျုပ်လုံလုံလလခေါ်ခဲ့တာနောက်ပြီးတငယ်တို့အကြောင်းသိရပြန်တော့ကျုပ်အမေကိုတရိယာမိပြန်တယ်ဒါကြောင့်ကျုပ်စီကပညာသင်ကျင်တဲ့တငယ်တို့ညီကိုကျုပ်ဘက်ကသင်ပေးမယ်လို့ဆုံးဖြတ်ထားပါတယ် ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်အေးကွယ်ဒီနေ့ကစပြီးကျုပ်တငယ်တို့ညီနာကိုပညာသင်ပေးမယ်ကြိုးစားပြီးမှတ်သားကြပေါ့ဥတ္တဆန်ငါးဩနဲ့ငထိန်တို့ပညာနဲ့ဆိုင်တဲ့အင်းအိုင်စေဝါအစရှိတဲ့ပညာရက်တွေသင်ကြားပေးတယ်ငါးဩနဲ့ငထိန်တို့လည်းဥတ္တဆန်သင်ပေးသမျှကိုတမျှကိုသင်ယူကြတယ်ဥတ္တဆန်ကလည်းငါးဩတို့ညီနာကိုစိတ်ပါလက်ပါသင်ကြားပေးတယ်ပညာသင်စဉ်ကာလမှာစားသောက်ဖို့ကိစ္စအတွက်ဥတ္တဆန်မိမမိဖုရားအစီအစဉ်ပေးတယ် ဒီမှာမှနေလာတာကြာလာတော့ရွာเจ้าတွေကိုလည်းငအိုးတို့တိနာကြတယ်။တရွာလုံးမှာရှိတဲ့လူတွေကဥတိုင်းဆိုင်ရဲ့တပည့်တွေဖြစ်တယ်။တရွာလုံးစုံနေပြောရမယ့်အထင်မိပြားလေးပါဝင်တယ်။ငအိုးနဲ့ငထိန်ကိုဥတိုင်းဆိုင်အနီးကပ်ထားလို့ကျန်တဲ့တပည့်တွေကငအိုးနဲ့ငထိန်ကိုမခေါ်မပြောဘဲမနေရဲကြအောင်။ဒါပေမဲ့စုံတို့ရဲ့နှကူဘီစအတိုင်းပညာစမ်းကျင်ကြသေးတယ်။ငအိုးနဲ့ငထိန်တို့ကလည်းမခေနဥတိုင်းဆိုင်တင်ပေးထားသမျှကိုတေချာမှတ်သားထားလို့တံပြန်ခုခံနိုင်ကြတယ်။ တဲခါတစ်ဖက်ကကြောကောင်အောင်ခံရပြီးငအောနဲ့ငထိန်တို့ညေကိုရှုံးပေးကြရတယ်။ဒီမှာငအောနဲ့ငထိန်ဆိုတဲ့နာမည်ကိုခေါ်ခြင်းထက်စုံညီနောင်လို့ပဲခေါ်ကြတယ်။ဦးတိုက်ဆန်ကလည်းစုံညီနောင်တော်လေးသဘောတွေ့ရှာတယ်။ပညာသင်ပေးစဉ်အတွင်းလဲဦးတိုက်ဆန်ကိုယ်တိုင်စုံညီနောင်ပညာစမ်းတယ်။ဒီလိုပညာစမ်းတိုင်းစုံညီနောင်ပြန်လည်လောက်ပြန်တော့ဦးတိုက်ဆန်သဘောတွေ့ပြီးကြီးမွန်းတယ်။စုံညီနောင်ပညာသင်နေတဲ့ချိန်ဦးတိုက်ဆန်ခရီးတွေလည်းထွက်တတ်တယ် ခင်းကြီးထွက်တိုင်းကျန်ရစ်တဲ့စုံညီနောင်ကအရင်တင်မေးသမျှတွေကိုပြန်လည်လေ့ကျင့်ရတယ်။ဥတိုက်ဆန်ခင်းကြီးကပြန်လာမှ နောက်ပညာတစ်ဆင့်တက်ရတယ်။တရက်မှဥတိုက်ဆန်ရွှမ်းမမရှိတဲ့ချိန်မောင်လေးငထိန်အမစီကိုခဏလာပါအောင်ကွယ်။မိဖုရားကသူ့တဲရင်တွင်ကခေါ်တယ်။မိဖုရားတန်ကြောင့်ညီကိုနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်မိတယ်။ကြုတ်ကြောက်ထဲတော့မသွားတင်ဘူးထင်နေတော့ကိုငထိန်ပြောတော့ငအိုးသပြင်းချတယ်။မိဖုရားငကူကနေမတူငထိန်ပုံမှာတန်ရောစင်ပူနေခဲ့တယ်။ ဥတိုင်ဆိုင်ရွာမှာမရှိတဲ့အချိန်ဆိုရင်ပို့ပြီးတော့ငထိန်ကိုခေါ်တဲ့သေးတယ်။ငထိန်သွားရင်လည်းနင်းနေခိုင်းလို့ငထိန်ကမသွားချင်ဘူးလို့ပဲတွင်တွင်ညင်းနေ။မသွားလို့လည်းမကောင်းပြန်ဘူးညင်းနေ။ဆရာကြီးမိမဆိုတော့သူနဲ့ဆရာကတော့ပဲ။နင်းနေဒါဖြင့်ကိုပဲသွားတော့မယ်။အခုတခါငအိုးပဲလာတော့ဟင်ငထိန်မရှိဘူးလားကွယ်။ငအိုးရောက်လာလို့မိပြန်မျက်နှာပြက်သွားတယ်။ညီလေးဒီမကောင်းလို့အိတ်နေတယ်ဗျ။အမဘာများခိုင်းကျင်လို့လဲ။ကျုပ်ကပြောပါ။ကျုပ်လှုပ်ပေးပါမယ်။ ဒီလိုဆိုရင်ဖြစ်ရင်ရှိပါစေတော့မခိုင်းတော့ဘူးကွယ်မင်းလည်းပြန်တော့ဟုတ်ကဲ့မိဖအနီးရငအောထွက်လာတယ်တဲတွင်းကိုရောက်တော့အကိုဘာပြောလဲငါညီမဟုတ်လို့အကိုပြန်လွတ်လိုက်တယ်ညီလေးကိုနေမကောင်းလို့ပြောတာတယ်တဲပြင်တိတ်မထွက်နေအောင်ဟုတ်ကဲ့ကိုကျုံလင်းဆရာကြီးဆရာပညာဆုံးတင်ပြီးရင်ဒီရွာခက်မြင်မြင်ပဲထွက်သွားခြင်းပဲအဲ့ဒီမိမကြည့်ရတာမလွယ်လှဘူးဗျဆရာကြီးသာတည်ပြဿနာကြီးဖြစ်လာနိုင်တယ်အေးကွာအကိုလည်းတအားစိတ်ပူနေတာ သူဘလို့ပဲလှုပ်လှုပ်မင်းမပိုင်ရင်တော့မရွှေ့နိုင်ပါဘူး။ဒါကြောင့်ငါညီစိတ်ကိုသာထိမ့်ပြီးတော့မိမဆိုတဲ့အမျိုးရဲ့အထီးတွေ့တယ်မှာမตายရမိစေနဲ့။စိတ်ကြပါကိုကျုပ်စိတ်ထဲမှာကျုပ်တို့အမိတို့လက်စားချေချင်းစိတ်ပဲရှိတာ။ကြံတဲ့ကိစ္စတွေခေါင်းထဲမရှိပါဘူးဗျာ။ဒီမှာမှအကိုတို့ဆရာကြီးကတခြားတပည့်တွေထက်နေရာပေးတင်ပေးတာဆိုတော့မလို့သူတွေလည်းရှိနေတယ်။ဒီတော့တတိထားဖို့ညီနေရ။ဟုတ်ကဲ့ကို။ငေါင်းနဲ့ငထိန်တို့ရွာမှာအစဉ်ပြေပြေဆက်နေနိုင်မှု တိုင်ပင်ပြောဆိုနေခဲ့တယ်။စိတ်ထင်းကလည်းဦးတိုက်ဆန်အမြန်ပြန်လာပါစေဆုတောင်းနေမိတယ်။နှစ်ရက်မြောက်ကျတော့ဦးတိုက်ဆန်ပြန်ရောက်လာတယ်။ကဲတငယ်တို့တငယ်တို့လိုချင်တဲ့ပညာတွေလဲကျုပ်အကုန်ပေးပြီ။ဒါကြောင့်ဒီဘက်မှာဆက်နေမလား။ခရီးဆက်မလားဆိုတာရွေးကြပြီးတော့ဦးတိုက်ဆန်ပြောတော့စုံညင်တာဝမ်းသာသွားတယ်။ဒီလိုဆိုရင်တော့ကျုပ်တို့အမိအတွက်အရင်ဆုံးလက်စားချေပြန်စီဆရာကြီးရဲ့ဒါကတော့တငယ်တို့သဘောပါ။လက်စားချေပြီးတော့ကျုပ်ရပြန်လာနေခြင်းနဲ့ဆိုရင်လည်း ကျုပ်ကခွင့်ပြုပါတယ်။စကားကုံတော့မပြောသေးပါဘူးဆရာကြီး။ကျုပ်တို့ညီနောင်ပေါ်မှာဆရာကြီးကြီးစုတင်ကြားပေးခဲ့လို့သာခုလိုစုံညီနောင်ဆိုပြီးဖြစ်လာတာပါ။အခွင့်သိရင်တော့ဆရာကြီးစီပြန်လာခဲ့ပါမယ်။အေးကွယ်ငါတပည့်တွေလည်းအတော်ကြိုးစားခဲ့လို့သာခုလိုပညာတွေတက်မြောက်ခဲ့တာ။ဒါပေမဲ့လို့ကူညီလို့ဆရာကြီးစီကိုလာခဲ့ပါ။မင်းတို့တို့ဆရာကြီးကူညီပေးဖို့အသင့်ပဲ။စုံညီနောင်ကဦးတိုက်ဆန်ကိုကျေးဇူးတင်စကားတွေပြောကြတယ်။နောက်ရမနေရွာကိုပြန်မယ်ပြောတော့ နပီးမှထိုင်နေတဲ့မိပြန်မျက်နှာမကောင်းလာဘူး။ငထင်ရတော့မိပြန်မျက်နှာကိုကြည့်ပြီးတပြင်းသာခိုးချရှာတယ်။နောက်နေ့မနက်ကိုရောက်တော့ဆရာကြီးကိုနှုတ်ဆက်ပြီးစုံညီနောင်စုံနှုတ်ရွာကနေထွက်လာခဲ့တယ်။စုံမမိပြန်တယောက်ကတော့မျက်ရည်တွေနဲ့ပဲကြံခဲ့ပေတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။